မင်္ဂလာပါရှင် ရှဲကူမီဒီယာကကြိုဆိုပါရစေ။ကျွန်မကတော့သတင်းတင်ဆက်သူအိမ်ဖူမြတ်သွဲဖြစ်ပါရစေ။2025ခုနှစ်ဇွန်လ14ရက်နေ့မှာတောင်ကြီးမြို့ပြည်နယ်လေးကျင်းရေးအားကစားရုံ၌ကျင်းပပြုလုပ်မဲ့2025ခုနှစ်ပြည်နယ်နှင့်တိုင်းဒေသကြီးညွန့်ပေါင်းဗောလီဘောလေးရေးစံအသင်းနဲ့ပနာမမြန်မာလေးရေးစံအသင်းတို့ဗောလီဘောရှင်ပြိုင်ကစားပွဲအကြောင်းကိုအရေးကြီးတဲ့အဖြစ်ရှဲကူမီဒီယာကနေသက်ဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါရစေ။ မြမဗိုလ်လီဘောဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်내နှင့်တိုင်းဒေသကြီးမှလူငယ်များအတွက်အခွင့်အလမ်းဖန်တီးနိုင်မှုမြင့်တင်ပေးနိုင်မယ်အရေးကြီးတဲ့တင်အဖြစ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်မင်္ဂလာပါရှင်စီယာကျမတို့ကရောရှန်ကောမီဒီယာကဖြစ်ပါတယ်ကျမတို့ကိုဆရာရဲ့နာမည်လေးနဲ့တာဝန်ယူထားမှုလေးကိုပြောပြပေးပါအောင်ရှင်ကျွန်တော်ရဲ့နာမည်ကတော့ဦးရဲနိုင်ဖြစ်ပါတယ်မြန်မာနိုင်ငံဗိုလ်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပါတယ် 2025ခုနှစ်ပြည်내နှင့်တိုင်းဒေသကြီးညွန်ပေါင်းလက်ရေးစံအသင်းနဲ့ပနမမြန်မာလက်ရေးစံအသင်းတို့ရှင်ပြိုင်ကစားကြတာဆိုရင်ဒါပထမဆုံးအကြိမ်ဖြစ်ပါသလားရှင်ဒီပြိုင်ပွဲကတော့ဒါမြန်မာပြည်မှာပထမဆုံးအကြိမ်ပေါ့နော်ဘာလို့လဲဆိုတော့2025ခုနှစ်ဒီပြည်내နဲ့တိုင်းအတက်25နှစ်အောင်နော်အမျိုးသားအမျိုးသမီးပိုလီဝေါ်ပြိုင်ပွဲရဲ့ထွက်ပေါ်လာမဲ့ နော်လူလူရည်ကျွန်းလူရည်ကောင်းလေးပေါ်လို့သမားတွေအတွက်ကျွန်တော်တို့ကဒါဒီဟာကိုဆက်ပြီးတော့ရှေ့ဆက်ပြီးတော့ဟိုနေ့လှုပ်ဖို့အတွက်ဒီဟာဒီတန်းနေပြည်နယ်ပြန်ဝဲရလာတဲ့ညွန်မောင်းလေရွေးစဉ်အတင်းနဲ့ပနာမမြမလေရွေးစဉ်ပေါ်လို့အတင်းတို့ပရမဂုံးချိန်ဒါစတင်လေးဆန်းရှင်းပြိုင်တဲ့ပွဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုပြိုင်ပွဲကိုကျင်းပပေးရတဲ့ရည်ရွယ်ချက်နဲ့အဓိကရည်ရွယ်ချက်ကဘာများဖြစ်မလဲရှင် အခုပြန်မို့ကျပပြရရွေချက်ကတော့ကျွန်တော်တို့ပြည်တော်စုဝင်ကြီးအာဂဇာနဲ့ကာယအာဂဇာနဲ့လူငယ်ရေးဝင်ကြီးနဲ့ဝင်ကြီးချုပ်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ဟိုလမ်းညွှန်မှုအရနော်အာဂဇာမျိုးဆက်တည်ပေါ်ထွန်းလာရေးပေါ်ဒီဘောအာဂဇာတီလူတို့တင်းတင်းမှာကျေပြန့်လာရေး နောက်တစ်ခါဒီဗိုလ်ဘိုးနဲ့ပတ်သက်ပြီးတော့ဗိုလ်ဘိုးလောကကြီးတစ်ခုလုံးဖွံ့ဖြိုးလာစေရို့အတွက်ဥတည်ပြီးတော့ဟိုလမ်းညွှန်ချက်ပြီးတဲ့အတွက်ဒီပြိုင်ပွဲကိုကျွန်တော်တို့ကတောင်ကြီးမြို့မှာ14ရက်ကနေပြီးတော့15ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ပနာမလေးစံအတင်းအတွက်ပြည်နယ်တွေရအတင်းနဲ့ရှင်ပြိုင်ကစားရခြင်းကဘလို့ရေးပါပါသလဲရှင်ပနာမလေးစံအတင်းနဲ့ဒီ ပြည်내တိုင်းညမောလိုက်စဉ်အတင်းတို့ရှင်ပြန်ကစားတွေရွေးချက်ကတော့အဲဒီတိုးတက်လာမဲ့ဘောလီဝုဒ်လောကကိုပုံပုံပြီးတော့လျင်မြန်စွာအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးနိုင်ငံတကာမှာတွားရောက်ရှင်ပြိုင်မဲ့33ကြီးမြောက်ဟိုအရှိတောင်အရှဘောလီဝုဒ်ပြိုင်ပွဲမှာမြန်မာနိုင်ငံလေရွေးစင်အတင်းကအောင်မြင်မှုရာရည်တို့ကိုရည်ရွယ်ပြီးတော့ တော့ကလေးတွေလည်းဒီပြည်တဲ့တိုင်းညမောင်းကလေးတွေလည်းလက်ရည်တိုးတက်လာမယ်။နောက်လေရွေးစင်အတင်းရဲ့အခြေအနေတွေလည်းပုံပြို့တိုးတက်လာမယ်ဆိုပြီးတော့ရွေးချက်တွေနဲ့ဒါဒီပြိုင်ပွဲတွေကိုပြုလုပ်ပြခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဆရာအခုတချိန်ပြိုင်ပွဲရနေပြီးတော့ဗောလီဘောအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗာမျော်လင့်ချက်များရှိပါသလဲရှင်အခုအချိန်ကနေစပြီးတော့ကျွန်တော်တို့ကပြည်နယ်တိုင်းမှာခုနည်းဒီတိုင်းပြည်နယ်ဟာ ဒီအကောင်းဆုံးကစားသမားညွန်မောင်းလက်ရွေးစင်တွေကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့လက်ရှိပထမလက်ရွေးစင်တွေနဲ့ဆော့တဲ့အချိန်မှာဒီညွန်မောင်းလက်ရွေးစင်တွေရဲ့အရေးသွေးတွေဘလောက်ရှိလာမလဲဆိုတာသိမယ်။နောက်ပနမလက်ရွေးစင်အသင်းတွေရဲ့အရေးသွေးတွေဘလောက်ရှိလာမလဲဆိုတာသိလာမယ်။ဟုတ်ကဲ့။အဲ့တော့ဒီလိုသိလာတဲ့အတွက်ပနမလက်ရွေးစင်အသင်းအတွက်အထောက်အကူတွေဖြစ်လာမယ်။နောက်တစ်ချက်ကညမောင်းအသင်းကတက်လာမယ်။ လူရုံကလေးတွေလည်းကျွန်တော်တို့ဒီပနာမလေးရင်အတင်းမှာပြန်ပြီးတော့အားဖြည့်ဖို့အတွက်သူတို့ကိုလည်းရွေးချယ်ဖို့အတွက်ဘယ်လိုလောကအလင်းမြန်စွာနဲ့ step by step တိုးတက်လာဖို့အတွက်ဒီရွေးချက်တွေကျွန်တော်တို့လုပ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်။ပြည်내နဲ့တိုင်းဒေသကြီးညွန့်ပေါင်းလေးစံအတင်းနဲ့ပနာမမြမလေးစံအတင်းတို့ရှင်တိုင်းကစားမဲ့အားကစားပြိုင်ပွဲအတွက်ပြည်သက်တွေကိုဘယ်လိုဖိတ်ခေါ်မှုတွေရှိပါသလဲရှင်။ကျွန်တော်တို့ကဒီပြိုင်ပွဲဟာယုတ်တိရဲ့ နော်ပြောင်စုဝင်ကြီးအားသားနဲ့ကားပညာဝင်ကြီးဌာနပြောင်စုဝင်ကြီးနော်ဝင်ကြီးချုပ်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကနေပြီးတော့ဒီဟာလေးကို ဒီပြိုင်ပွဲလေးကိုစော့စားပြီးဘုံဘုံလောက်ကယူတိုးတက်လောက်လုပ်မယ်ဆိုရဲလမ်းညွန်ချက်ကြောင့်ကျွန်တော်တို့ကဒီဟာကိုအရေးပေါ်စပြီးတော့ဒီပြိုင်ပွဲကျင်းပဖို့အစီအစဉ်လေးလုပ်တယ်။နောက်ကျွန်တော်တို့ Facebook account တွေမှာတင်တယ်။အဲနောက်တစ်ခါကျွန်တော်တို့ဒီဘုံဘုံပြိုင်ပွဲအတွက်ပြိုင်ပွဲမှာလာရောက်ကြည့်ရှုတဲ့လူတွေကိုကျွန်တော်တို့အသိပေးတယ်။အဲဟိုအတန်း မိုက်ကနေတဆင့်ကျွန်တော်တို့ကြီးညာပေးတယ်နောက်ပြီးတော့ဟိုဘလိုင်းဆိုင်ဘုတ်တွေလည်းကျွန်တော်အာခသာယုံမှာတည်ထောင်ပေးတယ်နောက်ပြီးတော့တက်လာတဲ့အသင်းတွေနဲ့အဖြစ်သက်တွေကိုလည်းကျွန်တော်တို့စင်စဲမပြတ်ကိုကျွန်တော်တို့ဒီပြိုင်ပွဲချစ်ပါမှာမယ်ဆိုတာကိုလှုပ်ဆော်ပေးထားပါတယ်အားလုံးလည်းတော်တော်များများသိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်။ဂျွန်လ14ရက်နေ့မှာရှင်ပြိုင်ကစားမဲ့ဗောလီဘောပြိုင်ပွဲမှာပေါ့နော်။လက်မှတ်ဝယ်ယူရတဲ့စနစ်ဒါမှမဟုတ်အခမဲ့ဝင်ရောက်နိုင်မှုအကြောင်းကိုရှင်းပြပေးနိုင်မလားရှင်။ကျွန်တော်တို့ကဒီပြိုင်ပွဲဒီဗောလီဘောလောကကြီးဖွံ့ဖြိုးတိုးတက်ဖို့ပြိုင်ပွဲဖြစ်တဲ့အတွက်ဒီပိတ်တက်တွေဒီလေစိတ်ပွားဝင်စားလောက်လို့ရမယ်။ အခြေအနေဖြစ်ပါတယ်အဲဒါကြောင့်မလို့ပြည့်တတ်အားဒီကျွန်တော်တို့ပြည့်တတ်ဒီများလာရင်ကျွန်တော်တို့ဘောလီဘောကစားတဲ့လူတွေအားရှိလာမယ်ဘောလီဘောလောကလည်းတိုးတက်လာမယ်ဒါမှမဟုတ်ဒီဟာဒီကတော့အဲမြေသူမဆိုးအခမဲ့လာရောက်ကြီးစုနိုင်တယ်မြေသူမဆိုးလာရောက်အားပေးနိုင်တယ်ကျွန်တော်တို့ကလည်းဒီပြည့်တတ်ဒီကိုကျွန်တော်တို့လေးစဉ်အတင်းရဲ့အခြေအနေနဲ့ဒီဟိုညံပေါင်းအတင်းရဲ့အခြေအနေတွေကျွန်တော်တို့ဟိုပြည့်တတ်တွေကိုရှင်ပြီးတော့ပြနိုင်တဲ့အတွက် ကျွန်တော်တို့ဒီဟာဒီမြေသူမဆိုလာရောက်အခမဲ့ကြိရှိနိုင်ပါလေဟုတ်ကဲ့ပါရှင်မျောလင်းချက်ရှိတဲ့အနာဂတ်လက်ရည်စင်အသားပေးကစားသမားများရှင်အဲကစားသမားအကြောင်းလေးရှင်းပြပေးနိုင်မလားရှင်အမျှဝေပေးပါအောင်ရှင်ကျွန်တော်တို့ကအဲဒီဘောလီဘောဒီရခင်ကအရှိတောင်အရှာမှာနေရာတော်တော်များများကိုဦးစီးပြီးတော့ကစားနိုင်ခဲ့တဲ့နိုင်ငံလက်ရည်စင်အတင်းဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ဒါပေမဲ့အခုခါမှာအခြေအနေရရကြောင့် ဒီနိုင်ငံလေရေးစဉ်အဆင့်ကြီးတဖြည်းဖြည်းနှိမ့်ကျလာတော့တွေ့ရှိရပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီဘောလီဘောကို ပြန်လည်ပြီးတော့အချိန်တူအတွင်းမှာတခါလေဖုံမျိုးတုတ်တက်လာဖို့အတွက်ကျွန်တော်တို့မှာ plan တွေလုပ်ရပါတယ်။အဲဒီတော့ဒီ plan လုပ်တယ်ဆိုတာကလေဒီကစားသမားတွေကို step by step နော်အေးသေးလေးသေးအေးသေးရှိမယ်ဘီသေးရှိမယ်စီသေးရှိမယ်စသည်ဖြင့်မျိုးဆက်တည်းကိုကျွန်တော်တို့မွေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မျိုးဆက်တည်းသည်ဟလာဒီဟာကိုဒီပြည်နယ်အတိုင်းမှာတာညွန်မောင်းလေးသေးနေဟိုရှာပြီးတော့ဒီဟာဒီဟိုလေးသေးဟိုကြဲ့မှာခေါ်ပင်ခေါ်ပြီးတော့ဒီသူသည်လေးသေးအဆင့်စီအဆင့် B အဆင့် A အဲ့လို step by step ကိုကျွန်တော်တို့ကမျိုးဆက်မပြတ်အောင်သွားနိုင်မှာ အဲဒီဟာဒီကျွန်တော်ဘောပြောလောက်ကြီးဟာအရှင်မြန်တိုးတက်လာမယ်လို့ယူဆပါတယ်။ဒါအောင်လို့ကျွန်တော်ကသက်ဆိုင်ရာလူကြီးတွေဝန်ကြီးနဲ့တကွာသက်ဆိုင်ရာလူကြီးတွေဝန်ကြီးချုပ်ကြီးရောကျွန်တော်တင်ပြပြီးတော့ဒီပြန်ပွဲနဲ့ဒီလိုတစ်ဆင့်တစ်ဆင့်ဆုရှားလာမယ်ကိစ္စရက်လေးကိုကျွန်တော်အကောင့်ထဲဖော်ခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီပြိုင်ပွဲကနေတဆင်မြမဘော်လီဘောအဖွဲ့ချုပ်ကရွေးထားတဲ့ရှေ့ဆက်မဲ့အစီအစဉ်တွေများရှိပါသလားရှင်အဒီဘော်လီဘောပြိုင်ပွဲကနေတဆင် ညုံမောင်းလိုက်စဉ်အတင်းမှာတကယ်တော်တဲ့လူအကျုံကစားသမားလေးတွေကိုကျွန်တော်တို့ကအဖွဲ့ချုပ်ကိုခေါ်ပြီးတော့သူတို့ကိုကျွန်တော်တို့ကအဲ training ပေးမယ်လေ့ကျင့်ခန်းပေးမယ်တက်ဆိုင်ရာဒီလေးစဉ်နီးပြားတွေနဲ့အစစ်စစ်ကော့ကဲပြီးတော့ဟိုချက်မှတ်ပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်တို့မှာမျိုးဆက်တဲ့ဒီတစ်နှစ်မျိုးဆက်တဲ့တစ်ခါလာပြီးနောက်နှစ်မျိုးဆက်တဲ့တစ်ခါလာပြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘော်ဒီဘောလောကကြီးကတိုးတက်ပြီးအောင်မြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါရခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရှင်အကိုမီဒီယာရဲ့ပရိသတ်တွေကိုဆရာမျှဝေပေးခြင်းတဲ့အကြောင်းလေးတွေများရှင်မျှဝေပေးပါအောင်ရှင်အာကျွန်တော်တို့ဒီပရိသတ်ကြီးကိုပြောခြင်းတာကကျွန်တော်တို့ဘော်လီဝုဒ်လောကကြီးအဲရခင်ကရှန်းရှန်းတောက်ဖြစ်ခဲ့အချိန်ငားနေပြီးတော့တဖြည်းဖြည်းကြဆင်းလာတော့ကျွန်တော်ပြန်ပြီးပစ်ကတ်လုတ်ချင်တယ်ပစ်ကတ်လုတ်ချင်တဲ့အခါမှာပြိတ်တဲ့အင်အားတွေလည်းအဓိကအရေးကြီးပါတယ်ဟုတ်ကဲ့ပြိတ်တဲ့ကစိတ်ဝင်စားမှ ဒီကျွန်တော်တို့ရဲ့ကစားသမားတွေလည်းကစားတဲ့အခါမှာအတက်တီရောဖြစ်လာမယ်။အဲနောက်ပြီးတော့စိတ်တက်အင်အားတွေလည်းပူတိုးတက်လာမယ်။ဒါကြောင့်မို့ပြည့်တက်ကြီးတွေကိုပြည့်တက်ကြီးကိုပြောကျင်တာဒီကျွန်တော်တို့ဒီဘောလုံးပြိုင်ပွဲကိုလာရောက်အကြည့်ရှုအားပေးပါ ပြီးပါနောက်တစ်ချက်ကကျွန်တော်တို့ဘုံဘောရဲ့အနှစ်သာရတွေကိုလည်းအဲကျွန်တော်ကြည့်ရှုပြီးတော့ဒါမျှဝေပေးပါဆိုတာလေးအဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဆရာအခုလိုဖြေကြားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျ